ဇော်ဘုံကြီးကိုပြောချင်တာကတဲ့အထင်တလုံးနဲ့လေပန်းတန်းစီပြီးပြောမနေနဲ့တဲ့လက်တွေကြကြလှုပ်နေတဲ့ငါတို့စစ်သားတွေဘဝကိုမြင်အောင်ကြည့်ဟုတ်ပြီလားတဲ့မင်းအပေါက်ကားတဲ့လက်တွေလှုပ်နေတဲ့သူတွေကိုပြည်သူအထင်မအောင်ကို့လူသူ့ဘက်သားလို့လှုပ်နေတယ်လို့ပဲမြင်နေတဲ့ဟမ်ဘလောက်ထိကျွန်တော်ထောင်ကြသိချင်းလဲမြန်မာနိုင်ငံမှာဥမေးအောင်လိုင်းနဲ့ဥဆိုးဝင်းကိုလူတိုင်းသိတယ်ဘိုးချုပ်မူကြီးဥမေးအောင်လိုင်းနဲ့ဒုချုပ်ကြီးဥဆိုးဝင်းကိုလူတိုင်းသိတယ်မင်းတို့တိုင်းဘူးကိုလူတိုင်းမသိဘူးနော်ဇော်ဘုံကြီးကိုလူတိုင်းသိတယ်သိလားဖေမယားနဲ့ငါယောက်ကြီးတို့တော့မှပပလစ်မှာမင်းအတင်ပြီးတော့အဲ့လိုပြောရဲသေးတာကွာ သူများရုပ်ကိုကြတော့တင်ပြီးတော့မှပြောရသေးတယ်ကိုစောက်ကွက်ကြတော့မှကွန်မန့်တော်မှရေးခွင့်မပေးနေ့ရတော့ကျွန်တော်ဒီမှာပါဟိုပေါ့နော်တခုပို့လာတယ်ကျွန်တော်ဒီလိုတွေပြလူတွေကလူတွေကကျွန်တော်နဲ့ပတ်သက်ပြီးအတန်းရှင်းရှာကြတယ်ပေါ့နော်အတန်းရှင်းရှာကြတယ်အတန်းရှင်းကဘယ်လိုရှာလဲဆိုတော့မင်းအားနဲ့မဲကျွန်တော်တိုင်းမှုအဲဘာညာတွေပေါ့နော်ကျွန်တော်လာပြောတော့ကျွန်တော်ကစဉ်းစားတော့ ငါဗာမပြောမိပါလေပေါ့မိုင်းဝေတဲ့မိုင်းဝေရဲ့အကောင့်မှာကျွန်တော်ကမန္တလေးတောင်ရောက်ခူးရလားမသိဘူးတဲ့မင်းရတဲ့တိုင်းမှုတယောက်ကိုတဲ့အရက်တောင်းနေရလို့ဘာလို့လို့ပြောသူတင်ထားဒီ Telegram မှာ Telegram မှာတကယ်ကြီးငါတစ်ချက်လောက်ပြီးလို့ရလား Telegram ကျွန်တော်ဖတ်ပေးခြင်းလို့ပါเนาะအာကျွန်တော်ကိုလည်းကျွန်တော်ရဲ့ဟိုဟာတွေကဟိုကျွန်တော်ရဲ့ပေါ့နော်အားပေးကျွန်တော်ဝင်းရထောက်ခံတဲ့လူတွေကကျွန်တော်အကုန်လုံးလာပြောကြလာပြောကြတော့ကျွန်တော်ကကျွန်တော်မသိပါဘူးလို့ ။ဘာပြောမိပြောမှရှိလို့လဲပေါ့ကျွန်တော်ကပြောလိုက်တော့ကျွန်တော်တကယ်ကြီးအတွေ့သွားတယ်။တွေ့သွားတော့ကျွန်တော်ယုံနေပေါ့နော်။ဇော်ဘုံင်းဆိုတဲ့သူကတဲ့ဘာထားလဲတဲ့အနော်ထားတော့မဟုတ်တာလေတေချာလေတဲ့အဲ့ဒါတွေအောက်လုံးသုံးပြီ။ဘာလို့လဲဆိုတော့လူဆိုတာကဘာထားလဲလို့အနော်ယထာလို့ဘာလို့ဆိုတာဒါအောက်လုံးသုံးပြီ။ဒါပူးတက်ပြီပေါ့ဗျာ။ဒါကျွန်တော်တို့ညီကောင်မောင်နှမတွေကိုသိစေချင်တာ။ဖုန်းကြီးတစ်စီလို့လို့တီလာရှင်လို့လို့နဲတဲ့ အဲသူကလာတယ်ငါဘာပဲပြောပြောတဲ့ငါကိုမထီရေးဘူးတဲ့ကျွန်တော်မထီရအောင်ကျွန်တော်ကဘာကောင်းမလို့လဲကျွန်တော်ဘာကောင်းမှမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်ဇွတ်ထင်ကြီးမနေနဲ့ကျွန်တော်မားတာရှိရင်ဖမ်းမှာအစိုးရနော်ဒါပေမဲ့မဖမ်းတဲ့အကြောင်းတရားတွေကဘာလဲသိလားနိုင်ငံရေးဆိုတာအဲ့ဒါကိုခေါ်တယ်စော်ဘုံအင်းကိုလွတ်ထားလို့ရှိရင်တိုင်းပြည်ရဲ့ဝန်ထမ်းအခြေအနေ PD ရဲ့အခြေအနေအကြံပေးတဲ့နိုင်ငံတောင်းကျမ်းသူတပုံရဲ့အခြေအနေ အဲနောက်တော့အခြေခံစားတော့ကုန်ပြည်သူ လူထုတွေရဲ့လက်ရှိခက်ခဲနေတဲ့အခြေအနေတွေကိုသိရမယ်ဇဘုံရေကိုလွတ်ထားလိုက်ဇဘုံရေမဖမ်းနဲ့ဇဘုံရေကဘာကြောင့်မှ မဟုတ်ဘူးသူ့မဖမ်းနဲ့ဆိုတာက သူ့ရှိရနေပြီးတော့မှ နိုင်ငံရေးအမြင်အတိတွေအတွေးတွေအကြားတွေလူကြီးတွေမရှိမှစည်ရေးအမြင်တွေရနေတယ်ဒီကလေးကသူ့ကိုငါတို့နိုင်ငံတော်ကလာစားပြီးပြီးခိုင်းထားတာမဟုတ်ဘဲနဲ့ တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့သူအမုန်းကံပြီးသူပြောနေတာဒါပေမဲ့ဒီကလေးကိုမဖမ်းနဲ့ဒီကလေးပြောနေပါလိမ့်စီဒီကလေးကိုကြည်ထားပေးသူတို့ပြောတာကျွန်တော်အခုလာရေးတဲ့လူကကြတော့တီလာရှင်လို့လို့တဲ့ငါဘာပြောပြောငါ့ကိုမထီရဲပါဘူးဆိုတဲ့အချိုးမျိုးနေတဲ့ကျွန်တော်ကသမရသားမှမဟုတ်တာခင်ဗျားတို့စဉ်းစားစရာပြောတာနော်ကျွန်တော်အောင်ပြေဆုံးလည်းမဟုတ်ဘူးနေရွှေသွေးအောင်လည်းမဟုတ်ဘူးဥနေဝင်းရဲ့သားဥနေဝင်းရဲ့မိအေးနေဝင်လည်းမဟုတ်ဘူးကျွန်တော်ကဘာမှမဟုတ်ဘူး ဒါမဲ့ကျွန်တော်ဟုတ်တာတကူတော့ရှိတယ်ကျွန်တော်6နှစ်သားတုန်းကအဘကာဂျိုကြီးကိုဘိုးကြီးကိုအလေးပြုတ်ဘိုးကြီးရုံးစင်းတိုင်းမောင်ဘမဘေးနဲ့တွန်းလာတိုင်းရှမ်းတစ်မှာဘိုးကြီးကိုအလေးပြုတ်အဲအဲ့ဒါလေးတော့ရှိတယ်အဲ့ဒါလေးတော့ရှိတယ်အဲ့ဒါလေးတော့ဘိုးကြီးကိုအလေးပြုတ်ဆိုတာသွားသွားမေးကြည့်လိုက်တော့သွားသွားအဘကာဂျိုကြီးတည်တယ်အာဒီကောင်6နှစ်သားတော့ငါ့ကိုအလေးပြုတ်လာတာအဲဦးကျော်ငွေလိုက်ဒေါ်တင်ရဲ့သားဆိုတာဟဲ့သူကတည်တယ်သူကတည်ကျဲအိုက်တစ်ချက်တော့ရှိတယ်အိုက်တစ်ပေါက်တော့ရှိတယ်နော်အဲ့တော့ကြတော့ဟုတ်တယ်မဟုတ်ဘူးဆိုတော့ public area မှာဘာမှပြောစရာမလိုဘူးလေဗျအဲ့တော့ ခမားတို့ရေးတာအောက်လုံးနေဆန်လုံးနေအချိုးမျိုးနဲ့လာမလုံးနဲ့ကိုကိုဘဝင်တွေတိတ်မမြင့်နေတဲ့အယူးမို့လွတ်ထားတာတဲ့ဩအယူးမို့လွတ်ထားတဲ့ဆိုရင်ခမားတို့မရေးနဲ့လေကျွန်တော်မဟုတ်ဘူးလားကျွန်တော်အယူးဆိုရင်တို့ဘာတို့ဆုံးဖြတ်မှာပေါ့ကျွန်တော်အယူးတောင်ပို့မှာပေါ့ဟုတ်တယ်မလားဘာလို့ခမားတို့ကအဲ့ဒီစာရီရေးနေရလဲတိုင်းမှုကတဲ့အရက်တောက်နေတယ်ပြောရအောင်မင်းကမန္တလေးတောင်ရောက်ဘူးရဲ့လားတဲ့ဟောမန္တလေးအရှေ့မြောက်တောင်အရှေ့မြောက်တောင်မှာကျုံအတွင်းနေရအရှေ့မြောက်တောင်ဆိုင်မှာမန္တလေးကိုရောက်တာအဲ့ဆိုင်မှာပဲဘီယာသွားသွားတောက်တယ် တခါလေကြာအတိုင်းမူးနေတော့တွေ့သေးတယ်ဗျာနော်တိုင်းမူးကသားဖြူဖြူနဲ့အယက်မြင့်မြင့်နဲ့တလားမျက်မှန်တွေပါမတက်ဘူးတိုင်းမူးတိုင်းမူးအခုလက်ရှိလဘခတိုင်းမူးကလေအယက်ကလည်းမြင့်မြင့်ကြီးအယက်လည်းမြင့်နေအသားလည်းဖွေးနေတာပဲတိုင်းမူးကနော်အဲ့တော့ တိုင်းမူကလည်းရဲတောက်နေပြောင်းမင်းကမန္တလေးတောင်ရောက်ဘူးလို့လားပြီးတော့လည်းနေကင်းကြောင်တောင်ကြီးအရဲတောက်ရအောင်တက်မတော်အရာရှိကြီးတွေမှာအဲ့လိုလူမျိုးတွေမရှိဘူးกว่าတဲ့ဟာထွက်ရထဲတာဟုတ်တယ်ကျွန်တော်လည်းဘာတွေပြောမိလို့လဲဗျာတဲ့မင်းအပေါက်ကလည်းလက်တွေ့လုံနေတဲ့သူတွေကိုပြည်သူအထင်မှားအောင်ကိုယ့်လူသူ့ဘက်သားလို့လုံနေတယ်လို့ပဲမြင်တယ်တဲ့ဟမ်ဘယ်လောက်ဒီကျွန်တော်ထောင်ကြသေးခြင်းလဲနော်လက်ရှိတိုင်းမူကလည်းတစ်ချိန်လုံးစစ်စီရေးကိစ္စတွေပဲလုံနေတာတဲ့တိုင်းမူကိုမန္တလေး ဘေးပွဲလန်းတပင်းဒီမှာတွေ့ဘူးလေတဲ့ငါတွေ့ဘူးတယ်လို့ငါတိုင်းဘွားအရရှိရှိတဲ့အသားဖြူဖြူနဲ့နော်အဲ့တော့တိုင်းဘွားမန်းလေးဘေးပွဲလန်းမှာတွေ့ဘူးလေတဏီကုံနဲ့တောင်ဝင်ရှုသူတွေအကုန်လုံးနဲ့စစ်စီခမ်းမထဲမှာခေါင်းချင်းဆိုင်ပြီးအလုံးလုံးနေကြတာတဲ့ထမင်းစားဖို့မင်းနေတဲ့ရက်တွေတောင်ရှိတယ်တဲ့အေးဟုတ်ပါတယ်အဲ့ဒါနဲ့ငါလည်းသိပါတယ်ဇော်ဘုံကြီးကိုပြောချင်တာကတဲ့အထင်တလုံးနဲ့လေပန်းတန်းစီပြီးပြောနေတယ်တဲ့လက်တွေ့ကြကြလှုပ်နေတဲ့ငါတို့စစ်သားတွေဘဝကိုမြင်အောင်ကြည့်ဟုတ်ပြီလားတဲ့ထက်ဆိုရင် ထက်ဆိုးလာရင်ထက်တယ်မဲတဲ့เนาะအဲ့တော့အဲ့တော့လော်ဘီကဘလို့လူမျိုးတွေလဲတိလားဖားတာလဲကြည်ဖားกว่าတိလားဇော်ဘုံရင်ကဟဲ့အောင်ဟေးတရားဝင် public area မှာစောက်ခွက်တည်ပြီးတော့ပြောတာတိလားမင်းတိုင်းဘူးလောက်ကမဟုတ်ဘူးငါအဘကကြိုကြီးလဲငါပြောတာပဲအဘဒူကြိုကြီးဦးဆိုမင်းဘာအခုညီကိုကြီးဦးကျော်စွာလင်းအခုပြည်ရေးဝန်ကြီးဥထွန်းထွန်းအောင်ဥပမာတကူဟို အပေါ်မပြောတဲ့အဘဘိုးချုပ်ကြီးဘိုးချုပ်ကြီးညိုစောငါတို့ကတိုင်းပြည်အတွက်လှုပ်လှုပ်တာလေဟုတ်တယ်မလားမင်းကလည်းတိုင်းမှုဆိုတာကမင်းတို့ပြောလိုက်တဲ့ဥစ္စာတွေကလေမင်းပြောတဲ့မင်းရေးတဲ့ဥစ္စာမင်းရေးတဲ့လူကမင်းဘာလို့ကွန်မန့်တွေပိတ်ထားတာတော့ဘာလို့ကွန်မန့်တွေပိတ်ထားတာတော့ဖွင့်ရေးလိုက်လေကွာဖွင့်ရေးကြည့်လိုက်ပါလားငါယုတ်ကြီးကိုတင်အောင်မငါယုတ်ကြီးကိုတော့မပပလစ်မှာမင်းကတင်ပြီးတော့အဲ့လိုပြောရေးသေးတာကွာ သူများရုပ်ကိုကြတော့တင်ပြီးတော့မှပြောရသေးတယ်ကိုးစောက်ခွက်ကြတော့မှကွန်မန်တော်မှရေးခွင့်မပေးဘူးဟမ်အမကေဒီတဲ့ဘာကောင်လေးမှလည်းမသိဘူးအဲ့တဲ့ဆိုလိုက်ချက်တင်မယ်မစ်တင်လေလူကလူချင်းလူချင်းဝင်လူစီကံအရာတင်ရတယ်ပွဲမရှာနဲ့နော်ဇော်ဘွင်းကအဲ့ဒီတိုင်းမှုကြွေးတဲ့ဓမင်းတလို့လည်းမစားဘူးသူလိုတိုင်းမှုပေးတဲ့ပတ်စံတစ်ချက်လည်းမယူဘူးနော်တိုင်းမှုဆိုတာလည်းတကယ်တမ်းပြောရင်ငါအမြဲတမ်းပြောနေတယ် ဲ့တိုင်းမှုနဲ့ငါနဲ့မြန်မာတနိုင်ငံလုံးပတ်သွားမလားလို့မြန်မာနိုင်ငံမှာဦးမေးအောင်လိုင်နဲ့ဦးစိုးဝင်းကိုလူတိုင်းသိတယ်ဘိုးကျော်မူကြီးဦးမေးအောင်လိုင်နဲ့ဒူးကျုပ်ကြီးဦးစိုးဝင်းကိုလူတိုင်းသိတယ်မင်းတို့တိုင်းမှုကိုလူတိုင်းမသိဘူးနော်ဇော်ဘုန်းကြီးကိုလူတိုင်းသိတယ်သိလားဖေမယားနဲ့ငါလည်းဘာမှမပြောပြပါဘူးအဲ့ဒါဘာဖြစ်ပြီးတော့ဘယ်လိုလူမျိုးကလာရှိရတယ်ကျွန်တော်လည်းမသိဘူးသူကြည့်တော့လေကွန်မန့်ပိတ်ထားတယ် ကိုတက်တဲ့ subscribe က136.4 k တဲ့။အော်လို့မင်းတို့ငါကြီးတယ်တလားမင်းတို့မနာလိုမှုကစောပွင့်ကိုမင်းတို့ဖမ်းကန်းလိုက်လေဘာဖြစ်တော့စောပွင့်ကိုဘာနဲ့ဖမ်းမှာလဲစောပွင့်ကိုမဖမ်းနဲ့ဟို PDF တွေဟိုမှာစကိုင်းမှာဟိုတော့ over စကိုင်းတရားကြော်သွားနေဟိုဘက်လမ်းမှာ PDF တွေရှိတယ်အခု CDN လောက်ပါဆိုပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှเนาะ အနုပညာသည်တွေပြည်သူဦးတို့လူမင်းတို့ခိုင်သိန်းကြီးတို့တမုံမြင့်တို့အဲအင်နာကျော်စင်တို့အရင်ဖန်ကောက်အရင်ဖန်တဲ့ငါတိုင်းပြည်ဖက်တဲ့တည်းမှာငါမပါဘူးငါမပါဘူးနော်ငါမပါဘူးငါတိုင်းပြည်ဖက်တဲ့မှာမောင်ငါ့ကိုအာဇော်ဘုန်းရဲ့ပါပြတဲ့ညပဲမင်းရည်သားတာတွေကွာတကယ်ကြီးကြကောင်းတယ်ဇော်ဘုန်းရဲ့အနော်ရထာလာတဲ့အောက်လုံးတွေမတုံးနဲ့နော်အနော်ရထာမဟုတ်ပါမင်းဟိုဗာလဲဝင်စားတာဗာလဲဟိုမှာဟိုဟွန်းဆရာတော်ဘုရားကြီး သိန်းကူဆရာတော်ဘုရားကြီးလားဝင်စားတာလေသိန်းကူဆရာတော်ဘုရားကြီးဝင်စားခဲ့တယ်အနွယ်ထားပေးအဲ့အရာငါ့ကိုလာမပြောနဲ့လက်ရှိကိုပဲပြောမင်းတို့အောင်လုံးမသုံးနဲ့ငါ့ကိုမထီရဘူးဆိုတဲ့ချိုးမျိုးနဲ့ငါသမရသားလည်းမဟုတ်ဘူးငါ့ဘုရားတက်မတော်ကအရာကဘူလောက်အဆင်မရှိတာနော်